ဆရာဒေါက်တာဖြူတီဟာရဲ့စာများစုစည်းမှုကနေကြိုးစိုးလိုက်ပါတယ်ရှင်။စိတ်ဝင်စိတ်ထွက်ကောင်းရဲ့လား။အီစာကိုဖတ်ရှုခွင့်ပြုပါရန်ဆရာအာလီစာစွာခွင့်တောင်းလိုက်ပါတယ်ရှင်။စိတ်ဝင်စိတ်ထွက်ကောင်းရဲ့လား။အိမ်တိန်ခန်းတခန်းကိုအကဲဖြတ်မယ်ဆိုရင်ဒီအိမ်ဒီခန်းလေဝင်လေရက်ကောင်းသလားဆိုပြီးကြည်ကြတယ်မကောင်းရင်မကြိုက်ကြဘူးဒီလိုပဲကို့အိမ်ရှိကရေနှုတ်မြောင်း ရေစည်းရေလာကောင်းအောင်လည်းလုပ်ကြတဲ့မြောင်းတွေပိတ်ရင်ရေစိုးရေညစ်တွေဖြစ်လာမယ်၊ချင်းတွေ ပေါက်ဖွားမယ်။ကုပိုက်တဲ့စာတွေဝင်နေ၊ရေတွေဝင်နေအပေါ်အလေးပြန်စွန့်ရတဲ့စီးချုပ်ဝင်းချုပ်ဖြစ်နေရင်နေလို့မကောင်းတာမို့ဒါကိုလည်းကယူဆိုင်ကြရပြန်တယ်။ပြောချင်တာကဘေးရဖြစ်ဖြစ်အဝင်ရှိရင်အထွက်ရှိရတယ်။ဒါမှကျန်းမာရေးတွေကောင်းမယ်။ကျွန်တော်တို့လုံးဝဂယုမဆိုင်ဖြစ်ကြတာကတော့တနေ့တနေ့ကိုယ်ထဲဝင်းနေတဲ့စိတ်အညစ်အကြေးတွေပြန်ထွက်သွားကြသလား ထွက်စရာအပေါက်ရောရှိသလားပိတ်ဆို့နေသလားဆိုတာကိုပဲဒီကာလမှာစိတ်ဖိစီးစရာ စိတ်ညစ်စရာဆိုတာစက္ကန့်နဲ့အများဝင်ရောက်နေတာရှောင်လွှဲလို့ရတဲ့ကိစ္စမဟုတ်ဘူးဒါပေမဲ့ထွက်ပေါက်မရှိဘူးအဲမရှိဘူးဆိုတာတည်းမပေးကျင်ကြတာမပေးပြကြတာပေါ့အထူးသဖြင့်ယောက်ျားတွေဆိုပူဆိုးတယ်ငယ်ငယ်ကလေးကယောက်ျားဆိုတာတန်မာရမယ်ညီညီမကြရဘူးမကြီးရဘူးမပြော့ညံ့ရဘူးဒီလိုသွန်သင်ချက်တွေနဲ့ကြီးပြင်းလာရတော့စိတ်ပိုင်းဆိုင်ရာကျမ်းမာရေးမှာအတော်ထိခိုက်လာတယ် ကိုယ်တိုင်းလည်းတကတလေဖြစ်တယ်။ပတ်ဝန်းကျင်မှာလည်းမြင်နေရတယ်။စိတ်ထွက်ပေါက်မရှိတဲ့အမျိုးသားတွေအဲတန်မာခြင်းအောင်ဆောင်ပြနေရတဲ့ယောက်ျားတွေကိုယ်အိမ်အောင်အတွက်မိသားစုအတွက်ဘာမှမဖြစ်တယ်လို့နေပြနေရတာလည်းပါမယ်။ဒီလိုရင်ကြီးတွားရင်ယောက်ျားမပီတာရရောက်တယ်လို့ခံစားနေရလို့လည်းပါမယ်။ဘယ်တော့မှရင်ဖွင့်တာတွေစိတ်ပိုင်းဆိုင်ရာအတွက်အကူအညီတစ်ခုခုယူတာတွေမလုပ်ခဲ့ဘူးတာလည်းပါမယ်။ ကျွန်တော်ပတ်စင်မိတ်ဆက်ပေးနေကြ Your Today Programmer ဆိုရင်လာသမျှလူအားလုံးရဲ့69ရာခိုင်နှုန်းလောက်ကအမျိုးသမီးတခါတလေပဲအမျိုးသားပါတယ်အားလုံးထဲမှာအဲသူပဲအမျိုးသားပါနေတော့ဆက်မကြွန်းကျင်တော့ပဲနဲ့ထွက်သွားတယ်ဒီလိုတွေမကြာခဏတွေ့ရတယ်ကြားတော့စိတ်တွေမပြောတော့ဘူးထုံထိုင်းလာတယ်ခက်ထန်လာတယ်ကြမ်းတမ်းလာတယ်အရက်တွေမူးယစ်စေးတွေနဲ့ထွက်ပေါက်ပေးမိတယ်မျိုးသားမမှတ်ဘူးမျိုးသမီးတွေမှလည်းတွေ့ရတတ်တယ်အကြောင်းကြောင်းကြောင့်ထွက်ပေါက်မဲ့နေတာတွေပေါ့ လေဝင်လေအတွက်မကောင်းတာကသိတာတဲ့ရေဝင်ရေအတွက်မကောင်းတာလည်းမြင်တာတဲ့စီချုပ်ဝင်းချုပ်ဖြစ်ရင်လည်းလက္ခဏာကချက်ချင်းပြတယ်စိတ်ဝင်စိတ်ထွက်မကောင်းတာကြမမြင်တာဘူးချက်ချင်းမသိဘူးဒဇာဒဇာနဲ့မှ လောင်းတဲ့ဖွဲမိလို့ပဲဒါကြောင့်ပိုးသတိထားရတယ်ပိုးကြည့်စားရတယ်ပိုးပြီးလည်းကြိုးစားရတယ်အခန်းပြတဲ့မှာဖွင့်လိုက်တယ်လို့ရင်မြန်းဖော်လိုက်တယ်လို့ဝိနှုတ်စီတောက်လိုက်တယ်လို့ရဲတဲ့ကိစ္စမဟုတ်ဘူးဒါလိုပဲဖြစ်ဖြစ် ဒီချက်ဟာကိုယ့်ရဲ့စိတ်ကျန်းမာရေးအတွက်အထူးဂရုပြုသင့်တဲ့အချက်ဖြစ်ပါတယ်။တရားရကိုရင်ဖွင့်မှကျွမ်းကျင်သူစီကအခုညီယူမှတော့မဟုတ်ပါဘူး။ဇာုပ်တဲချရေးတာကိုလက်လက်ချင်းငန်းလောက်တာယောဂကျင့်တာတချင်းနှောင်းထောင်တာပကြီဆွဲတာစသဖြင့်လုပ်မယ်ဆိုလည်းရပါတယ်။အဓိကကတနေ့တနေ့ကိုယ်စိတ်ထဲဝင်လာတဲ့ဖိစီးမှုတွေပူပန်မှုတွေတောကတွေပြန်ထွက်သွားဖို့ပါပဲ။ဒါမျိုးကပေါ်မှာရေးခဲ့တဲ့ဥပမာတွေလိုပဲ။ ဆက်တိုက်လုံနေစွန့်ထုတ်နေရမယ့်ကိစ္စဖြစ်တဲ့ခုဝင်လာလိုက်ထွက်ပါပေးလိုက်ထွက်ဝင်လာလိုက်ထွက်ပေါက်ကနေစွန့်လိုက်ဒီလိုပဲဆက်သွားနေကြရမှာပါခုကံလာကမပျော်ရွှင်စရာတွေတိတ်များတယ်အဝင်ကိုထိန်းချုပ်လို့မရနိုင်ဘူးအထက်ကိုဂယူဆိုင်ကြပါမှအဲ့ဒီအညစ်အကြေးတွေကိုယ်စီပုံမနေတော့မှာပါဒီနေ့ကို အနည်းဆုံး15မိနစ်နိုင်ဝဲလောက်တော့ဖြစ်ဖြစ် ကိုယ်စိတ်အတွက်အချိန်ပေးကြစေချင်ပါတယ် ဒေါက်တာဖြိုးတီဟာ14ရက်5လ2025တဖက်နားနဲ့ပဲမဆုံးဖြတ်ကြဘူးတတော်များများဆော့ဘူးကြမဲ့ဂိမ်းတစ်ခုရှိတယ်လူဒီဝိုင်းဖွဲ့ပြီးထိုင်လိုက်ခက်ရှိရှိစားကြောင်းတစ်ကြောင်းကို ထိတ်ဆုံးကလူကိုပြောပြလိုက် သူကနေသူကြားတယ်လို့မှတ်မိတယ်လို့နောက်ပြကိုတူတူကလေးကပ်ပြောအဲ့ဒီလူကလည်းသူကြားလိုက်တဲ့အတိုင်းမှတ်မိတဲ့အတိုင်းနောက်ပြကိုထပ်ပြောအဲ့ဒီလူကနေတစင်တစင် ပြောသွားလိုက်တာနောက်ဆုံးလူ ကြားတဲ့စကားနဲ့မူရင်းစကားပဲလောက်ထိလွဲသလဲဆိုပြီးစော့ကြလေခင်။ကြားမှာအစ်မများများသလိုစာကြောင်းကရှင်ရှိသလိုခန့်ခက်သလိုတက်တက်စီအောင် လွဲကုန်ကြတာဒါတော့ခန်းစားချက်တွေပတ်လိုက်မှုတွေမပါသေးဘူး။လက်တွေ့ဘဝမှာပြောကြဆိုကြတဲ့အခါမှာလည်းဒီလိုပဲ။သူတို့မြင်လိုက်သလိုတွေ့လိုက်သလိုသိလိုက်သလိုပဲတစ်ဖက်လူကိုပြန်ပြောကြတာ။ပြောသမျှကတကယ်အမှန်မဟုတ်ဘူး။တခါတလေဖြစ်မှန်ထက်ပူသွားမယ်။တခါတလေဖြစ်မှန်ထက်လူနေမယ်။ ကိုကသူပြောတဲ့အတိုင်းတည်းသေးပဲလို့တတိချမှတ်ယူလိုက်လို့မရဘူးအဲ့ဒီဖြစ်စဉ်ထဲမှာသူကိုယ်တိုင်မှပါနေပြီဆိုတော့ပူဆိုးသွားပြီ သူကိုယ်သူအဆိုးပြောထားရင်တော့နည်းနည်းတော့ဖော့ပြောတတ်ကြတာတဘာပါပဲသူနဲ့ဆန့်ကျင်ဘက်အချမ်းကိုတော့ပုတ်ပူသားသားပြောမယ်ရစရာမရှိအောင်ပြောမယ်စကားကြွရင်ကြွဲသလိုပြီးလိန်ဖြစ်အောင်လုပ်ပြမယ်ဒါကြောင့်တစ်ဖက်နာနဲ့မဆုံးဖြတ်မိဖို့ကတိတ်အရေးကြီးတယ်ကျွန်တော်တို့မသိရနားလည်နိုင်တဲ့အခြေအနေတွေတပုံကြီးပဲလေဘယ်သူကပဲဘာလားပြောပြောအဲ့ဒါ filtered message စစ်ထုတ်ထားတဲ့သတင်းစကားဆိုတဲ့စိတ်ခံလေးနဲ့နားထောင်တတ်ဖို့လိုပါတယ်။လိန်နေညာနေတဲ့ဂုံးတိုင်နေတဲ့မဟုတ်ပင်မဲ့ပုံမှန်ပြောခဲ့တဲ့ game တဲကလို့ပေါ့။ तू လဲရိုးရိုးသားသားတော့ तू သိတယ်လို့မြင်တယ်လို့ပြန်ပြောတာ။ဒါပေမဲ့အဖြစ်မှန်တွေကဘယ်လိုမှစိုးကွဲဟိုကွဲပါတယ်။တစ်ဖက်နားနဲ့ပဲဆုံးဖြတ်တတ်တဲ့သူတွေကဂုံးတိုင်ရသွေးခွင်ရလဲတိတ်လွယ်တယ်လို့ဆွတ်ပြီးအာယုံလွှဲပြရတာလဲလွယ်လွတ်ပါတယ်။အတုံးကြခံရတာကလည်းခဏခဏကြုံရတတ်တယ်။ဒီလူကိုပြောချင်ပေမဲ့ မပြောရဲလို့ဖြစ်ဖြစ်လူမုံများမှာဆိုလို့ပဲဖြစ်ဖြစ်သူတို့ကိုယ်တိုင်မပြောဘူးကို့ကိုလာဆွားတယ်ကိုကလည်းတဖက်နာနဲ့ဆုံးဖြတ်ပြီးသွားပြောရောပြီးတော့ကိုပဲအမကိုပဲလုံကိုပဲငပကြီးဖြစ်ရတယ် Facebook မှာတရားရောက်ကရေးသွားတယ် live လွှင့်သွားတယ်သူပဲအကောင်သူမင်းနဲ့နာသူဒမ်မီမုံရင်ရန်လိုက်နေအောင်တဖက်လူတွေကဘာပြန်ဖြေရှင်းမလဲကြားလူတွေကရောဘယ်လိုမြင်တယ်လဲ ခဏဆောင်ပြီးနားထောင်လိုက်အောင်ဒါမှအမှန်နဲ့ပိုနီးဆက်လိမ့်မယ်ခုတော့တစ်ဖက်နားနဲ့ပဲအကျွန်တော်တို့ကရကြမရှိအောင်ကဲ့ရဲ့ဆဲဆိုဒစိုက်တွေကဲ့နဲ့လုံနေကြတာဇာကလုံးတွေနဲ့လူတွေရဲ့ကိုချင်းတိတ်ခါကိုတတ်နေကြတာလက်တွေ့ဘဝမှာလည်းအဲ့ဒီလိုတစ်ဖက်နားနဲ့ဆုံးဖြတ်ပြီးတော့ပြက်စီးသွားတဲ့ဆက်ဆံရေးတွေဘယ်လောက်ရှိနေပြီလဲမာဗီအတင်လွဲခဲမိတာတွေရောဘယ်လောက်ရှိပြီလဲနောက်မှပြန်ကြည့်ရရင်တော်သေးတယ်အမှန်ကိုလုံးဝမသိရတော့ဘဲနဲ့ ဆုံးခန်းတိုင်သွားတဲ့ပတ်သက်မှုတွေရောဘယ်လောက်တောင်ရှိခဲ့မလဲဒါကြောင့်အဆုံးဖြတ်မစောပါနဲ့ဘယ်ဇက်လမ်းမှာပဲဖြစ်ဖြစ်ဘက်တုံးမဲ့ရှိတယ်ဆိုတာသတိရပေးပါကာယကံရှင်နှစ်ဦးနှစ်ဖက်ရဲ့အလဲလူဘေးလူတွေရဲ့အမြင်ရဲ့ဆိုရက်သုံးခုပါအဲ့ဒါတွေကို များများနားထောင်ပေးနိုင်လေးလေးကိုယ့်ရဲ့မှတ်ချက်ကအမှန်တရားနဲ့နှီးဆက်လေးလေးဖြစ်ပါတယ်ငိုရတဲ့ခလေးမုတ်ပူစားရတယ်ဆိုတဲ့စကားရှိတယ်လို့ဖြစ်စဉ်တစ်ခုကိုနှစ်ဖက်ကပြောကြတဲ့အခါမှာလဲ ပို့ပြောတတ်တဲ့သူစကားပိုကြွယ်တဲ့သူလူတနာလောက်တဲ့နေရာမှာရှိနေတဲ့သူ လူပိုယုံကြည်တဲ့နေရာမှာရှိနေတဲ့သူအတန်ပိုကြဲတဲ့သူရဲ့စကားကလူများများစီပိုရောက်တတ်ပါတယ်လူများများရဲ့ရင်ဘက်ကို ပိုထိတတ်ပါတယ် The story depends on who is telling it ဘယ်သူပြောသလဲဆိုတဲ့ပုံမူတည်ပြီးဇာတ်လမ်းတွေကလည်းကွဲပြားသွားတတ်တယ်တဲ့အဲ့ဒီအတွက်အမှန်တရားနဲ့နှီးဆက်ခြင်းရင်မြများနားထောင်တတ်တဲ့အလေအချင်ရှိဖို့ အရေးကြီးပါတယ်ဒေါက်တာဖြိုးတီဟာ22ရက်22လ2024နောက်ထပ်လည်းဆရာရဲ့စာများကိုတင်ဆက်ချင်ပါသေးတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့တာပါ